ကဲဂျောရှွာဘန်ရဲ့အကြောင်းကိုအားရပါရပြောချရအောင်ပါကျွန်တော်ကောင်းနေမှာလဲဂျောရှွာဘန်ရဲ့ပွဲနဲ့ပတ်သက်ပြီးပြောချင်နေတဲ့ကိစ္စတွေအကြောင်းအရာတွေကအများကြီးပါပဲအဲဒါကြောင့်မလို့ကျွန်တော်ဖြင့်ဘယ်နေရာကနေစပြီးဆွဲထုတ်တင်ပြရင်ကောင်းမလဲဘယ်လိုပုံစံမျိုးနဲ့ပြည့်သက်တွေကိုချပြရင်ရင်ထဲပိုရောက်မလဲဆိုတဲ့ပုံစံမျိုးနဲ့စဉ်းစားနေတာအတော်လေးကြာပါပြီအဲ့လိုစဉ်းစားနေရင်ကနေတနားရီလောက်တောင်ချိန်ကုန်သွားပါတယ်နောက်ဆုံးတော့ကျွန်တော်စိတ်ကိုဒုံဒုံချပလိုက်တယ် ဒီဂျောရှွာဘန်ရဲ့တမိုင်းဝင်အောင်မြင်မှုကြီးကိုကျွန်တော်တလွှာချင်းဆွဲထုတ်ကြည့်မယ်ဘလို့ပုံစံမျိုးနဲ့ဆွဲထုတ်မှလဲဆိုတော့ပွဲကိုဘလို့ချင့်ကက်တယ်ဘလို့ကစားတယ်ပွဲပြီးရိုက်ခတ်မှုတွေကဘလို့ပုံစံမျိုးရှိတယ်ဆိုတဲ့အကြောင်းအရာတွေကိုတလွှာချင်းတလွှာချင်းပြည့်သက်တွေရင်းနေရအောင်ကျွန်တော်ပြောကြည့်ပါမယ်ပထမဆုံးအနေနဲ့ကွန်းထဲဝင်လာတဲ့ပုံစံကိုပြောကြရအောင်ပါပြည့်သက်တွေတိကျပြီးတာအတိုင်းမြမအလန်ကြီးကိုတလူလူနဲ့လွန့်ထူလာတယ်သူ့ရဲ့မျက်နှာမှာလည်းဘာဖီအားမှမရှိဘူး ရှော့နိုဒစ်နဲ့ပြင်ဆင်ချိန်သုံးပတ်တာရတဲ့အနေအထားမျိုးမှာသူစိတ်ထဲမှာဘာမှဖိအားမရှိဘူးပေါပေါပါပါနဲ့ယုံကြည်မှုအပြည့်နဲ့ကစားမယ်ဆိုတဲ့မျက်နှာထားမျိုးပဲပါလာတယ်ကိုနဲ့ဝန်ကန်နီးမှတော့သူ့ရဲ့မျက်နှာထားက AACCTD ငြိမ့်ငြိမ့်ပဲအဲ့ဒီနေရာမှာကျွန်တော်သတိထားမိတာကဂျော့ရှွာဘန်ရဲ့လက်မောင်းဘော်ကဘတ်ဂျက်တစိုက်ကိုပါအရင်ပွဲတွေတုန်းကတော့ကျွန်တော်အဲ့ဒီပိုင်းကိုသိချသတိမထားမိလိုက်ဘူးဒါပေမဲ့ဒီပွဲမှာတော့ကောင်းကောင်းကြီးသတိထားမိတယ်ဒီဘတ်ဂျက်တစိုက်က ဘာ budget တစ်စိတ်လဲဆိုတော့ကျွန်တော်တို့မြန်မာအလံနဲ့အပေါ်ကနေ MMR ဆိုပြီးတော့ရေးထားတဲ့ budget တစ်စိတ်တနည်းအားဖြင့် Joshua Ban ကမြန်မာအလံကိုလွှင့်ထူလာတယ်သူ့ရဲ့ပခုံးပေါ်မှာလဲကျွန်တော်တို့အလံ budget တစ်စိတ်ကြီးနဲ့အဲ့ဒါက Joshua Ban တယောက်ထဲတော့မဟုတ်ဘူးသူ့ရဲ့ဘေးမှာ light bar ဝင်းရံတဲ့နီးပြတွေရဲ့ဝတ်ထားတဲ့အင်ဂျီပေါ်မှာလဲအဲ့ဒီ budget တွေတက်ထားတယ် Joshua Ban ရဲ့နောက်မှာဒီကနေ့နီးပြ၃ယောက်လိုက်လာတယ်ဘောက်စင်နီးပြကြီး Jose Basquet မပါဘူး Daniel Pineda ပါတယ် Frank ပါတယ် ဘီဂျီဂျီနီးပြဂျိုးဆက်ပါတယ်ဘီဂျီဂျီနီးပြဂျိုးဆက်ကတော့အဲ့ဒီစုဝက်မလာဘူးရိုးရိုး USB အင်ဂျင်အဖြူပဲဝတ်တယ်သို့တော့ဒန်နီယယ်ပနေဒါနဲ့ဖရန်လိုကတော့ဂျိုရှွာဘန်နဲ့စင်တူဝတ်ဆင်လာတယ်အပေါ်အကုတ်မှာအဲ့ဒီဘတ်ဂျက်တွေတူညီစာတက်ဆန်ထားတယ်ဒါကကျွန်တော်ပထမဆုံးအနေနဲ့စပြီးသတိထားမိတဲ့အချက်ပါအဲ့ဒီတော့ပွဲခင်းခြင်းကိုစပြီးပြောကြရအောင်ပါကျွန်တော်ကတော့အမှန်တိုင်းပြောရရင်ဒီပွဲပေါ်စိတ်လှုပ်ရှားတယ်ဒီပွဲကြည့်ဖို့လဲကျွန်တော်မင်းညကြတဲ့အိတ်မပြောလို့မအိတ်ဖြစ်ဘူး ဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ကကျွန်တော်ဇနီးရဲ့မွေးနေ့အဲ့တော့ကျွန်တော်ကစနစ်ထိုးလောက်ခဲ့တဲ့ဇနီးကိုဘတ်ဒေးဝစ်လုပ်တယ်အဲ့လိုလုတ်ပြီးရင်ကနေကျွန်တော် Joshua Ban ပွဲမနေ့စောစောလာမှဆိုတော့ကျွန်တော်အဲ့လိုမပြောတော့ဘူးဒါနဲ့ကျွန်တော်ခေါင်းထဲမှာဘယ်လိုပုံစံမျိုးခင်းချင်းမလဲဒီပွဲကဘယ်လိုပုံစံမျိုးနဲ့ခင်းချင်းမလဲဆိုတဲ့ပုံစံမျိုးကျွန်တော်အမြဲတမ်းစဉ်းစားတယ်အဲ့နဲ့ကျွန်တော် Telegram က channel တွေရောဒီ Facebook group channel ကဟာတွေဒါမှကျွန်တော်ရေးလိုက်သေးတယ် Joshua Ban ကဘယ်လိုပုံစံမျိုးနဲ့လာမလဲဆိုတော့ Stand 5ဘိုင်းတော့ငါ minted သားတယ် ဘောင်းဝင်းကိုတော့ငါ့ကိုရအောင်လှဲချဖို့မလွယ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ချင်းကက်လာမယ်။တစ်ချိန်တည်းမှာ Brandon Rober ကလည်းမင်းလိုဘောက်စင်ထိုးပုံကောင်းတဲ့ Morino ကိုတောင်ငါကအနိုင်ရထားတာ။အဲ့တော့မင်းကိုလည်းငါထပ်ပြီးအနိုင်ယူပြမယ်ဆိုတဲ့ယုံကြည်မှုမျိုးနဲ့ချင်းကက်မယ်။ဒီယုံကြည်မှုနှစ်ခုအကြားဘသူရဲ့ယုံကြည်မှုကပိုပြီးအားသာချက်ရှိမလဲဆိုတာမကြခင်အဖြေထုတ်ကြတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ပြည့်တက်လေးကို statement လေးတွေ share ပေးခဲ့တယ်။ဒါကကျွန်တော်ပွဲအနီးကပ်မှာကျွန်တော်ရဲ့စိတ်ထဲမှာပေါ်လာတဲ့အကြောင်းအရာပေါ့နော်။တကယ်တမ်းပထမအချိန်စတာနဲ့လည်းအဲ့ဒီပုံစံအတိုင်းပဲ အန်အားတက်စရာကောင်းလောက်အောင်ဖိုက်တာနှစ်ယောက်စလုံးကလဲချဖို့အစီအစဉ်လုံးဝမရှိဘူးနှစ်ယောက်စလုံးကစတန်ဖိုက်ပဲထိုးတယ်ဒီနေရာမှာဘော်ဒီဒီဆပ်ဘူမန်ကအတော်ကြီးကွာတယ်ဘရန်နန်ရိုဘာကအရက်လေးလက်မလောက်မြင့်တယ်လက်တန်ရစ်မြင့်တယ်ခြေထောက်ကလည်းရှည်တယ်ဂျိုရှွာဘန်ကအဲ့ဒီပိုင်းနေမှာအကုန်လုံးတိုးနေတဲ့အတွက်ဘရန်နရိုဘာကဘလို့လာလဲဆိုတော့သူကသူ့အနာကိုအကက်မခံမဲနဲ့ဂျက်တွေကိုဇက်တိုက်လွှတ်တယ်တစ်ချက်ကောင်းတစ်ချက်ကောင်းဂျက် ထောက်လက်သေးလွတ်တာမဟုတ်ဘူးဇက်တိုက်လွတ်ထားတယ်လွတ်ထားပြီးတော့ဂျော့ရှွာဘန်အနာကက်လို့မရအောင်သူကသူ့ရဲ့ game plan ကအနာကက်ခွင့်မပေးအောင်အဲ့ဂျက်လက်တီတွေနဲ့ဇက်တိုက်လွတ်ထားတယ်ပြီးရင်ခြေောင်းနဲ့ကန်တယ်အဲ့ဒီအနေအထားကိုဂျော့ရှွာဘန်ကကြအောင်တိုးပြီးတော့ဖိုးတယ်ဖိုးလိုက်တိုင်းဘရန်နရိုဘာကထိချက်အရေးအတွက်ပိုင်းအဖြစ်တော့အနေငယ်လေးတော့အရေးအတွက်များတယ်ထို့တော်လည်းပဲ damage ဖြစ်တဲ့ဘိုင်းတကယ် effective ဖြစ်တဲ့အပိုင်းကြတော့ဂျော့ရှွာဘန်ကိုလုံးဝမမှီဘူးဂျော့ရှွာဘန်ကထိလိုက်ပြီးဆိုရင်တွဲလုံးနေလိုက်ဖုံ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 နဲ့ တစ်ဖက်ကဖိုင်တာကဂျိုင်းထွက်ထွက်သွားတယ်။နရင်နေဆိုရင်ဘေးကိုခါခါသွားတာပဲ။အတော်ကြီးအားရဖို့ကောင်းတယ်။ပြောရရင် ranking number 7နဲ့နေရာကဖိုင်တာက ranking number 1နေရာကဖိုင်တာကိုအဲ့လိုပုံစံမျိုးနဲ့တိတိကျကျထိထိမိမိထိုးပြလိုက်မယ်လို့လုံးဝထင်မထားဘူး။ဒီလောက်အထိ reach กว่าနေတဲ့အနေထားတစ်ဖက်ကဒီလို reach กว่าတာကိုအသာစီးရအောင်ယူထားတဲ့အနေထားမျိုးမှတောင်း Joshua Bang ကအဲ့လိုမျိုးမျိုးထိအောင်ထိုးနိုင်နေဆိုတော့ကျွန်တော်ဖြင့်အတော်ကြီးကိုအံအားသင့်တာပါ။ ပညာရဲ့အပိုင်းစိတ်သက်တည်ငြိမ်တဲ့အပိုင်းအကွက်မြင်တဲ့အပိုင်းချိန်သားကိုက်လှုပ်ရှားတဲ့အပိုင်းဘာတစ်ခုမှကိုပြောစရာမရှိပါဘူးအဲ့ဒီတော့ပထမအခြေအကြောင်းအနှစ်ချုပ်ပြောရမယ်ဆိုရင်ဘွဲဆာရာနဲ့ Brandon Rober ကထိ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 ပုံစံမျိုးလေးတွေကစားတယ်သို့တော်လည်းပဲတကယ်ထိထိမိမိနဲ့ damage ဖြစ်အောင်ထိုးနိုင်တာက Joshua Ban ကျွန်တော်ပြောခဲ့ဘူးသလို Brandon Rober ကအထာနေတယ်ဆိုတဲ့အချက်လေးကပထမအခြေမှာအတော်လေးပေါ်လွန်တယ်ပထမအခြေမှာ Joshua Ban လုံးဝတားတယ်အဲ့ဒီတော့ဒုတိယအခြေစရအောင်ပါ ဒုတိယအခြေကြတော့အမှန်တိုင်းပြောရရင်ဒုတိယအခြေဆိုတာဂျော့ရှွာဘန်ရဲ့အကြိုက်ဆုံးအခြေရှေးကကစားခဲ့တဲ့ပွဲတွေအကုန်လုံးကြည့်လိုက်မယ်ဆိုရင်ဂျော့ရှွာဘန်ကပထမအခြေမှာသူကတကယ်တကယ်အကဲခတ်တာဒုတိယအခြေရောက်မှပြိုင်ဘက်အကြောင်းကိုနားလည်ပြီးဆိုရတဲ့သူကအော်ရင်ပုံစံမျိုးနဲ့ဝုန်းတာတို့တော့ဒီနေ့မှတော့အဲ့လိုမဟုတ်ဘူးပထမအခြေမှာသူတာတယ်ဒုတိယအခြေကြတော့ Brandon Rober ကပြန်ပြီးတော့တိုက်ဆက်ဖွင့်တယ်သူကအဲ့ကျွန်တော်ပြောတဲ့ထောက်လက်သီးတွေထောက်လက်သီးတွေကန်တာတွေနဲ့ပဲသူကအရေးအတွက်များအောင်ယူတယ်ဂျော့ရှွာဘန်လည်းမထီးဘူးမဟုတ်ဘူးထီးတယ် ဒါပေမဲ့ဂျိုရှွာဘန်ကပြန်ပြီးထိုးလိုက်တဲ့အချက်တွေကပို့ပြီးတော့မြင်လာတယ်ပို့ပြီးတော့လည်းလူတွေစိတ်ထဲမှာပို့ပြီးဆွဲမိတယ်ကျွန်တော်ဒီညမှာသတိထားမိတာတစ်ခုကဂျိုရှွာဘန်က front kick front kick front kick လုံးဝမသုံးဘူးကျွန်တော်ဘာဖြစ်လို့အံ့အားသင့်နေရလဲဆိုတော့ဂျိုရှွာဘန်ကရှေ့ပွဲတွေတုန်းကသူစက်တိုက်စက်တိုက်အဲ့လိုပြိုင်ဘက်တွေကသူ့ကိုအဲ့လိုလာပြီးဆိုရင်ခြေထောက်နဲ့ကန်ထုတ်တယ်ကန်ထုတ်လို့မရလို့ရှင်လဲ body ကိုအရအောင်ကစ်တယ် race ရူရတော့ကလည်းအဲ့လိုပုံစံမျိုးနဲ့ခါထွက်သွားတာရှိတယ် ဘရန်နာရိုဘာနဲ့ပွဲမှာဘတ်ချလိုဂျော့ရှာဘန်ကအဲ့ဒီဖရန်ကစ်ထွက်မလာတဲ့ဆိုတဲ့အချက်ကိုကျွန်တော်လုံးဝအမမြဘူးစိတ်ထဲမှာတနှုံနှုံနဲ့အဲ့ဒီဖရန်ကစ်သာထုတ်သုံးနိုင်ရင်သေချာတယ်ဘရန်နာရိုဘာဟာဓာတ်ထပ်ပို့ပြီးတော့ရိုင်နဲ့သွားနိုင်တယ်ဂျော့ရှာဘန်ကအခုပုံစံမျိုးထိုးသွားတာကသူ့ရဲ့လက်သီးတွဲလုံးကိုအဓိကအားပြုတယ်။ဘောက်ဆင်ကောင်တာတွေကိုပို့ပြီးအားပြုတဲ့ပုံစံမျိုးနဲ့ထိုးသွားတယ်။အနိကလာပြီးဆိုရင်လည်းတကယ်ဘော်ဒီရှော့တွဲလုံးတွေထွက်တာကလျှက်စီးလက်နေတဲ့အတိုင်းပဲ။အဲ့တော့ဒုတိယအချီမှာတော့နှစ်ယောက်သားကသူထိကိုထိပဲ ဒါပေမဲ့ damage ဖြစ်တဲ့ပိုင်းကတော့ Brandon Roba ကပူပြီးခံရတယ်။အရေးအတွက်ပိုင်းမှာတော့ Brandon Roba ကနည်းနည်းလေးတားတယ်။အဲ့တော့ပထမအချိန်နဲ့ဒုတိယအချိန်ပြီးမှာတော့ကျွန်တော်စိတ်ထဲမှာတိတ်ပြီးမကွာဘူးလို့ထင်တယ်။ဒါပေမဲ့တတိယအချိန်ရောက်တော့ကျတော့အတော်ကြီးကိုသိတာတယ်။ Joshua Ban ကအဲ့ဒီအစာပိုင်းမှာကလေးကပြန်ပြီးထိချက်တွေရအောင်ယူတယ်။အလဲပိုင်းလောက်မှာ Brandon Roba ကနည်းနည်းလေးပြန် recover ဖြစ်လာပြီးမဲ့ပွဲပြီးကနှီးမှတော့ Brandon Roba က7 second အလိုလောက်မှာ knockdown ကျသွားတယ်။ ဒါကလည်းအဲ့ဒီနေရာကြီးပဲစက်တိုက်စက်တိုက်ထိုးခံရတော့ Brandon Rover ဘလို့မှမခံနိုင်ဘူးထပ်ပြောရရင် Brandon Rover က number 1နေရာကိုပေါ်တော်တော်နဲ့ရောက်လာတာမဟုတ်ဘူးဘန်ရဲ့ထိုးချက်မျိုးကိုပေးပေးတိတ်တိတ်ခံတာကျွန်တော်ဖြင့်အတော်ကြီးကိုအံ့အားသင့်တာ Joshua ပဲမိလိုက်တဲ့တွဲလုံးတွေကတော်ယုံ fighter ဆိုရင်မလွယ်ဘူးဒါပေမဲ့ Brandon Rover ပေးခံတာမြန်လုံးဝကိုလုံးဝကိုလက်ဖျားခါလောက်တယ်နောက်ဆုံးပွဲပြီးခံနေမှသူ knock down ကျသွားတယ်အဲ့ဒီအပိုင်းကိုတောင်းမနေ ဒီဒိုင်လူကြီးတွေကပေါ့နော်တရသေးကြီးမဆုံးဖြတ်ဘူးဘွဲပြီးသွားတဲ့အနေထားမှာဒီအမှတ်ပေးတိုင်တွေကြမှာသူတို့တိုင်မြင်ရတယ်ကွန်မန်ဒေတာတွေကလည်းပြောတယ်နောက်ဆုံးခိုက်တန်းကနော်ဒောင်းဖြစ်တာဟုတ်ရဲ့လားမဟုတ်ရဲ့ဘူးလားဆိုတဲ့ပုံစံမျိုးပြောတယ်ဒီညမှာဗုဒ္ဓတအနေနဲ့ကျွန်တော်ဂျားဖြတ်ပြီးပြောဦးမယ်ဂျိုရှွာပန်ပွဲကိုကင်တွယ်တာကဒိုင်လူကြီးဂျေဆန်ဟာဇော့ကျွန်တော်အစိုးရကတည်းကပြည်သက်တွေကိုပြောပြခဲ့တယ်ဒီ၃နာရီလောက်ကြိုပြီးပြောပြခဲ့တယ်ဒါပေမဲ့ဒီပွဲမှာကအခြားပွဲတွေနဲ့မတူတာကအမှတ်ပေးတိုင်၃ယောက်ရှိတယ်အဲ့ဒါအပြင်ဘေးကနေ refuse referee ဆိုပြီးတော့ဘေးကနေကြီးကြပ်တိုင်တစ်ယောက်ပါရှိသေးတယ်အဲ့တော့အဲ့ဒီတိုင်ကိုသူတို့ကပြန်ပြီးတိုင်မင်တယ်နောက်ဆုံးခိုက်တက်ကနော့ဒေါင်းတကယ်ဟုတ်လားမဟုတ်လားဆိုတဲ့အကြောင်းတိုင်မင်တယ်အားလုံးကနော့ဒေါင်းဆိုတဲ့အကြောင်းကိုအတည်ပြုလိုက်တဲ့အတွက်ကျွန်တော်က Joshua Ben နိုင်မယ်လို့တော့စိတ်ထဲမှာအတော်ကြီးကိုယုံကြည်မှုရှိတယ်အဲ့တော့ Bruce Buffer ကပေါ့နော် Bruce Buffer ကဘလို့ကြီးညာလဲဆိုတော့28 29 28 29 27 30ဆိုတော့28 29 28 29တော့စိတ်ထဲတိတ်ပြီးမလှုပ်ရှားဘူး ဟိုမကွေမကွာလေးဆိုတာကျွန်တော်လည်းခံစားမိတယ်ဒါပေမဲ့နောက်ဆုံး27 30လို့ all light တဲ့အချိန်မှာတော့လုံးဝကိုကျွန်တော်စိတ်ထဲမှာပျော်သွားပြီဘာဖြစ်လို့လဲဆိုတော့ဒါက knock down ချောင်းမှုလို့ Joshua Bamak ကိုတစ်ဖက်သက်ကြီးအသာပေးလိုက်ပြီးဆိုတာကျွန်တော်ကဟိုကြိုပြီးတော့ပေါ့ဗျာ second ပိုင်းလောက်ကြိုပြီးတော့ဟိုသဘောပေါက်သွားတာပေါ့အဲ့တော့ထခုံတော့ဗျာထခုံပြီးတော့နိုင်ပြီဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ဒါကပျော်ခဲ့ရတယ်ဒါကပွဲခင်းချင်းကိုပြောတာ အဲ့ဒီတော့ web ပြီးပေါ့နော်ဒီ online မှာကကဖာကျော် fighter ကြီးတွေကဘယ်လိုပုံစံမျိုးတွေမှတ်ချက်ပေးကြလဲဆိုတဲ့အကြောင်းကိုထပ်ပြီးပြောချရအောင်ပါပထမဆုံးအနေနဲ့တော့ gibbet ban ပေါ့နော် online ဆိုင်ရဲ့ bjj ဆရာ gibbet ban ကဒီပွဲမတိုင်ခင်တော့လေသူက Joshua ပဲအနိုင်ရမယ်လို့မှန်းခဲ့တဲ့ fighter ကျွန်တော်ကပြည်သက်တွေကိုမတင်ဆက်ဖြစ်ခဲ့ဘူးအဲ့ဒီအကြောင်းအရာကိုဟိုတခြားကိစ္စတွေရှိနေလို့ကျွန်တော်ပြည်သက်တွေပြားများသွားမယ်ဆိုလို့မကျွန်တော်မတင်ဆက်ခဲ့တာအဲ့မှာ gibbet ban ကဘယ်လိုပုံစံမျိုးနဲ့ဟိုတင်စားလိုက်လဲဆိုတော့ ူက rotten ပွဲတွေကြည်ဘူးတယ်ပေါ့နော် rotten နဲ့ပုံစံတူပဲကေဟို rotten နဲ့ Joshua Ban ကပုံစံတူလေးတွေပဲဆိုပြီးတော့သူကတင်စားပြီးတော့ state တက်ရေးတယ်ဒါကဘလို့အတိတ်ပဲနဲ့ရေးလဲဆိုတော့ကျွန်တော်မပြောတတ်ဘူးခံနိုင်ရကောင်းတဲ့အပိုင်းလားဟိုအနာခံပြီးထိုးတဲ့အပိုင်းကိုလားဒါမှမဟုတ် fighter နှစ်ယောက်ရဲ့ဒီ ascendant ချင်းတက်မှတ်တာလားတော့ကျွန်တော်မပြောတတ်ဘူးသူကတော့သူသူအတိတ်ပဲနဲ့သူတော့ရှီကောင်းရှိမယ်တိုးတော့သူရေးတာကတော့ဒီလိုနှိုင်းရှင်ပြီးပဲရေးတာဆိုတော့အတိတ်ပဲကအပြေးဝမပေါ်လွန်ဘူး give a ban ပြီးတော့ဘသူထက်ပြီးချီကျူးလဲဆိုတော့ လက်ရှိပေါင်းဖော်ပေါင်း number 1 fighter ကြီး Islam Makashev ကချီကျူးတယ် flyweight တန်ပွဲပြင်မဲ့တကယ်ကိုကြံလွန်းတဲ့ပွဲဆိုပြီးတော့ Makashev ကိုတိုင်ကောင်ကချီကျူးတယ် Makashev ချီကျူးပြီးတဲ့နောက် flyweight တန်မှာ champion ဖြစ်ခဲ့မှုတဲ့ champion ဟောင်းလက်ရှိ Tokyo ပိုင်းမှာတော့ဆရာကြီး Henry Sihudo ကဘလို့ချီကျူးလဲဆိုတော့ Fight of the Year ဖြစ်သွားနိုင်တယ်ဆိုပြီးတော့ချီကျူးတယ် ဟင်ရီစီဟူတို့ချီကျူးပြီးတော့နောက်ထပ်ဘသူချီကျူးလဲဆိုတော့ဂျော့ရှွာဘန်နဲ့လည်းနည်းနည်းလေး close ရှိတယ်ဟိုသူတို့ကဒီတက်ဆက်ကိုစားပြုတွေပုံစံမျိုးဆိုတော့ကြာလဲအချင်းချင်းလဲဟိုအပြန်အလှန်ဖိမကြတယ်အဲ့ဒီ fighter ကဘသူလဲဆိုတော့ဒီ Kevin Holland ဘလို့ပုံစံမျိုးနဲ့ချီကျူးလဲဆိုတော့ဂျော့ရှွာဘန်ကတကယ် fighter တယောက်ယောက်ျားဆက်ဆက် fighter တယောက်ဆိုတာထပ်ပြီးပြောပြစိတ်ဆိုတဲ့ပုံစံမျိုးနဲ့ချီကျူးတာပါအဲ့လိုပုံစံမျိုးနဲ့ကမ္ဘာတော်က fighter တွေကဂျော့ရှွာဘန်ကိုအတော်ကြီးကိုချီကျူးသွားတယ်ဒါကြောင့်မို့လို့ ဂျောရှွာဘန်နဲ့ပွဲကဒီပြိုင်ပွဲမပြီးခင်ကတည်းက Fire of the Night Bonus ဆုရမယ်ဆိုတဲ့အကြောင်းကိုတော့ပြည်သက်တွေလည်းသိတယ်ကျွန်တော်လည်းခန်းစားမိတယ်ပွဲပြီးမှလည်းတကယ်လည်း Fire of the Night Bonus ဆုရခဲ့ပါတယ်အဲ့ဒီတော့ဒီပွဲမှာအနိုင်ရတဲ့ Fighter ကဂျောရှွာဘန်ဆိုပြီးကြီးညာပြီးတဲ့နောက်ဘလို့ပုံစံမျိုးဖြစ်လာတဲ့ဆိုတာလေးကိုထပ်ပြီးပြောကြရအောင်ပါဂျောရှွာဘန်ကဒီပွဲအနိုင်ရတဲ့သူကိုချက်မြက်ကပဲစိန်ခေါ်ခွင့်ပေးမယ်ဆိုပြီးဩခရာဒေနာဘက်ကပြောတဲ့စကားကိုပြန်ပြီးအစဖော်တယ် ဒါကြောင့်မို့လို့သူကနောက်ပွဲမှာထိုးမဲ့ flyweight တန်းချန်ပီယံကပ်ဘက်စင်ခေါ်ပွဲမှာအနိုင်ရတဲ့သူနဲ့မျက်နှချင်းဆိုင်ရမှာလဲဆိုပြီးဒိန်းနာဝိုက်ကိုသတင်းစကားပပါတယ်။အဲ့ဒီအနေထားမှာသူကဒီလောက်နဲ့ကျေနပ်တာမဟုတ်ပါဘူး။သူပွဲပြီးပြောထားတဲ့အနေထားအရအောက်ကိုဆင်းသွားတော့သူကဒိန်းနာဝိုက်နဲ့ဟန်ဒါကမ်ပဲထိုင်နေတဲ့စီကိုတွားတယ်။သူကို face off လုခွင့်ပေးပါဆိုပြီးတော့တောင်းဆိုတယ်။အဲ့ဒီမှာဟန်ဒါကမ်ပဲကစဉ်းစားအောင်မယ်ဆိုပြီးတော့ပြောလွှတ်လိုက်တယ်။ ဂျိုရှွာဘန်ကလည်း okay ဆိုပြီးတော့အဲ့လိုစဉ်းစားအောင်မယ်ဆိုပြီးပြောလိုက်တဲ့အတွေ့မီဒီယာကျူတီတွေကိုသွားပြီးလှုပ်တယ်မီဒီယာကျူတီတွေနဲ့မီဒီယာဓမ္မတွေဖြည်နေတဲ့ချိန်တွန်းမှာပဲဒိနာဝိုင်းနဲ့ဟန်တာကန်ဘက်ကဂျိုရှွာဘန်ကိုလှမ်းခေါ်တယ်အဲ့လိုလှမ်းခေါ်လို့ပြန်လာတယ်ကွန်ဘိတ်မှာမြမအလန်ကြီးကာကာကြီးနဲ့အဲ့အဲ့လိုထိုင်နေတယ်အဲ့ဒီခရေကကျွန်တော်ကစောင့်ကြည့်ကြအောင်ဂျိုရှွာဘန်မပြီးသေးဘူးမပြီးသေးဘူးဆိုပြီးတော့အားကြောင့်ကျွန်တော်ကပြောခဲ့တာဘာဖြစ်လို့လဲဆိုတော့ face off လောက်တော့မှာကျွန်တော်တို့ fighter လေးကဒီ attack and wine အတွက်မှာ face off လောက်တော့မှာအဲ့မှာ ရှေ့က flyweight dan champion ကပဲစင်ခေါ်ပွဲမှာပန်တိုဂျာကပွဲသိမ့်လူသိမ့်လူနဲ့မသိမ့်ဖြစ်ဘူးတတိယချီရောက်မှသိမ့်သွားတယ်သိမ့်ပြီးတဲ့အနေထားမှာလဲပန်တိုဂျာကအတော်ကြီးကိုလူကြီးလူကောင်းဆန်တယ်စကားပြောတာလဲဘောင်မကျော်ဘူး Joshua Ban ကိုစင်ခေါ်ခွင့်ပေးဖို့လဲသူကပဲလိုလိုချင်ချင်နဲ့ဖိတ်ခေါ်တယ် Joshua Ban ကဒီအက်ဒဂန်ဝိုင်းတွင်းမှာလို့စင်ခေါ်ရတာကဟို UFC အက်ဒဂန်ဝိုင်းတွင်းမှာကသူစိတ်လှရှားနေပုံရတယ်ဟိုအတွေ့အကြုံမရှိဘူးလို့တော့ကျွန်တော်မပြောဘူးစိတ်လှရှားပုံရတယ်အဲ့မှာ promotion တွေရထုံးစံအတိုင်းဒီ fighter နှစ်ယောက်လိုတက်လာပြီဆိုရင်တယောက်နဲ့တယောက်ကိုခက်တဲ့ပုတ်တဲ့ပုံစံမျိုးလေးတွေသူတို့ကပြောစေချင်တယ်ပြောစေချင်တဲ့အတွက်ဂျိုးရိုဂန်က Joshua Ban ကိုမိုက်ပေးတယ်အဲ့မှာ Joshua Ban ကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ Pandoja က great champion ဒါပေမဲ့သူက Joshua Ban ကိုရင်ဆိုင်မှုသေးဘူးအဲ့ပုံစံမျိုးလေးပဲသူကပြောတယ်ဟိုစကားလေးကတော့ရိုးရိုးလေးပဲဒါပေမဲ့ထိမိတယ်အဲ့အနေထားမှာ ဟိုသူတို့အချင်းချင်းဒီအပြန်လဲနှုတ်ဆက်တဲ့ body language ပေါ့နော်အကိုကြီးနဲ့ညီလေးပုံစံမျိုးပန်ဒိုဂျာနဲ့နှုတ်ဆက်တယ်ဂျိုရှွာဘန်ကအဲ့လိုနှုတ်ဆက်နေရင်လည်း तू က face shot လောဟမှာမသိဘူးမသိလို့မဟုတ်ပန်ဒိုဂျာအတော်မနဲ့ तू က face shot ဒလိုလိုလောရတဲ့ဆိုပုံစံမျိုးကိုဟန်ပြပြီးတော့တွန်းပြီးတော့အဲ့လိုလေးလှုပ်ပြီးတော့ကြမှာနှစ်ယောက်သားမျက်နှာချင်းဆိုင်ကြတယ်အဲ့လိုမျက်နှာချင်းဆိုင်ကြတဲ့အချိန်မှာချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့လုံးဝလုံးဝသေချာသွားပြီးလို့ပြောလို့ရသွားပြီးဒါကား promotion ဘက်ကသဘောထားရော flyweight တန်းရဲ့အခြေအနေကြောင့်မို့ကျွန်တော်ကအဲ့လိုပြောတာပါထပ်ပြောရရင်ဥက္ကရာကြီးဒိန်နာဝိုက်မြင်ညာနေတာလဲဒီလိုချက်မြက်ကပတ်စင်ခေါ်မဲ့ fighter မျိုးပါပဲဘာဖြစ်လို့လဲဆိုတော့ရှေ့က flyweight တန်းချက်မြက်ကပတ်စင်ခေါ်ပွဲတွေအကုန်လုံးကိုကြည့်လိုက်ပါပန်ဒိုဂျာနဲ့ဘရန်ဒန်မိုရီနိုလဲပက်လိုက်ပန်ဒိုဂျာနဲ့ဘရန်ဒန်ရိုဘာလဲပက်လိုက်နဲ့အဲ့လိုပုံစံမျိုးနဲ့ flyweight တန်းချန်ပီယံကဘက်ကဒီစထိတ်ပိုင်းကလူတွေကြီးပဲဝဲလေလှဲ့နေတာပါ promotion ဘက်ကအဲ့လိုပုံစံမျိုးဖြစ်နေတာလုံးဝသဘောမကျပါဘူး ဘာဖြစ်လို့သဘောမကျလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်ရှေ့ကတုန်းကထပ်ပြောခဲ့တယ်။အခုလည်းပြောချင်သေးတယ်။ဘာဖြစ်လို့လဲဆိုတော့ Brandon Moyne တို့ချန်ပီယံဖြစ်တုန်းကလည်း Figueiredo နဲ့လေးပွဲဆက်တိုက်ကြီးများတောင် ထိုးခဲ့ရတယ်။ဒီလူဒီလူတွေပဲအခု Pantoja ချန်ပီယံဖြစ်လာတော့လေဒီလူဒီလူတွေပဲအဲ့တော့ပြည်သက်တွေက flyweight တန်းကပြင်းစရာကြီးပါညာရှောက်ပြောကြတော့ကြတော့ promotion ဘက်က flyweight တန်းကိုတော်တော်ကြီးကိုအသက်ဝင်စေခြင်းနဲ့အသက်ဝင်အောင်လဲပဲပုံစံမျိုးစုံနဲ့စူးစမ်းခဲ့တယ် ကျွန်တော်အဲ့ကြောင့်မလို့ပြောခဲ့တာက flying weight တန်းကဒုတိယမျိုးဆက်ပြက်နေတယ်ဆိုတာအဲ့အကြောင်းကိုပြောတာမာနေကပ်ကဒဏ်ရာပြဿနာနဲ့ရုန်းကန်နေရတယ်အေဘာစီကဒီတိုင်းပဲခုကိုင်ကာရာ friend ကလည်းတွေ့တဲ့အတိုင်းပဲအဲ့ဒါကြောင့်မလို့ promotion ကဒီ flying weight တန်းအတွက်ဆိုရင် fighter တွေကိုတော်တော်ခေါ်တယ်ဂုံဂုံပြောရရင် Steve Arce တုန်းကဘာမှမဖြစ်စလောက်လေးနဲ့ message နဲ့ကိုတစ်ချက်တည်းနဲ့အမှောက်သိပ်တာလေးနဲ့တင်ချက်မြင်ခဲ့ပြတက်ပြီးစင်ခေါ်ခွင့်ရသွားတယ်ဒါရင်လားဆိုတော့မဟုတ်သေးဘူး ဟိုဂျပန်ကနေခေါ်တဲ့ကိုင်အဆာကူရာတော့ကလည်းတပွဲမှမထိုးရသေးပဲနဲ့ flyweight တန်းချန်ပီယံကပ်စင်ခေါ်ခွင့်တက်ပြီးပေးရတယ်ဒါကဘာဖြစ်လို့လဲဆိုတော့ promotion ဘက်ကခုနကကျွန်တော်ပြောခဲ့တဲ့ဒီလူတွေကြီးတဲ့ဘက်ရစ်ဝဲရစ်ဝဲဝဲလဲလဲနေတာကိုမကြိုက်တော့လို့မို့မျက်နှာသစ်မျက်နှာသစ်လေးတွေရပါစေဆိုတဲ့ပုံစံမျိုးနဲ့တွန်းတွန်းထိုးပေးနေတာအဲ့ဒီတော့အခုကျွန်တော်တို့ရဲ့ Joshua Ban ကတော့ထိုက်ထိုက်တန်တန်နဲ့ရတယ်ဘာဖြစ်လို့ထိုက်ထိုက်တန်တန်နဲ့ရလဲဆိုတော့ ranking နံပါတ်နံပါတ်1နေရာမှာရက်တည်နေတဲ့ fighter Brandon Rover ကို အပြတ်သက်နဲ့အနိုင်ယူပြီးတော့ကိုဒီခွင့်ရေးကိုရတာဘန်နန်ရိုဘာကလည်းချန်ပီယံကပ်စင်ခေါ်ခွင့်နောက်တစ်ချိန်ပြန်ရဖို့အတွက်တောင်းမှန်းနေတဲ့ fighter ဂျိုရှွာဘန်နဲ့အတွေ့မှာတော့ stand fight ပိုင်းမရှင်းနိုင်မဲနဲ့အရှုံးပေးသွားရတယ်ဒါတောင်ဂျိုရှွာဘန်ကပွဲပြီးမှသူပြောသွားတယ်အခုနောက်အကြောင်းအရာကိုပြန်ဆက်ရမယ်ဆိုရင်ဘာလို့ front kick မတုံးတာလဲဆိုတော့သူ့ခြေချောင်းကျိုးထားလို့တဲ့ကျွန်တော်အကြောင်းမလို့တခုခုတော့တခုခုရှိတယ်ဆိုတော့အဲ့ဒါခုမှစကားကျွန်တော်ပြန်ပြီးညှက်တာအဲ့ခြေချောင်းမကျိုးခဲ့ရင်ဂျိုရှွာဘန်ကအဲ့ဒီ front kick နဲ့ဆိုရင်သိကြတယ် Brandon Rover ကိုဒီထက်ပို့ပြီးတော့သူလှုပ်ပြနိုင်လိမ့်မယ်သို့တော်လည်းပဲအခု Frankie Kanje သူ့ရဲ့ပုံမှန်ကန်ထုတ်နေကြအဲ့ဒီ Frankie Kanje လေးမပါတဲ့အတွက်နည်းနည်းလေးကြိတ်လိုက်ရတယ်အဲ့တော့အကြောင်းအရာကိုပြန်ဆက်ရရင်ကျွန်တော်တို့ Joshua Ban ကချန်ပီယံကပ်ဘက်စိန်ခေါ်ခွင့်ကို promotion ဘက်ကမျက်နှာသစ် fighter ဖြစ်ပါစေဆိုတဲ့ပုံစံမျိုးနဲ့ပေးတာမဟုတ်ဘူးဒါမှမဟုတ်ဈေးကွက်အေးအားဒီချန်ပီယံကပ်ဘက်စိန်ခေါ်ခွင့်ရပါစေဆိုတဲ့ပုံစံမျိုးနဲ့လည်းပေးတာမဟုတ်ဘူးကိုင်းအစားကူလာတော့က 1 championship ကလည်းဂျပန်ဈေးကွက်ကိုအာရုံစိုက်နေတဲ့အချိန်မျိုးမျိုး UFC ကလည်းတန်းပြီးတော့ championship ကပ်စင်ကောခွင့်ပေးတာထိုနည်းတူစွာ Steve Arsey တို့ကလည်းဒီ Aussie Fighter တွေက championship ကပ်နည်းနေတဲ့အတွက် Steve Arsey ကိုခေါ်ပြီးခွင့်ရေးပေးတာ Joshua Pan ကတော့ကျွန်တော်တို့နိုင်ငံက UFC ဈေးကွက်လောက်ရှိတာမဟုတ်ဘူး online ကနေကြည့်တဲ့လူပဲများတယ် online rating ပဲများတယ်ဒါကြောင့်မို့လို့ Joshua Ban ကိုအခွင့်ရေးပေးတာတော့အဲ့ဒါတွေနဲ့မဆိုင်ဘူးသူနဲ့ Titan logo ရတာ ထပ်ပြောရရင်ဒီတစ်ခါဖြစ်မဲ့ချန်ပီယံကပ်စင်ခေါ်ပွဲကအတော်ကြီးထူးခြားတယ်။ဘာကြောင့်ထူးခြားလဲဆိုတာကျွန်တော်ပြောပြမယ်။ပန်ဒိုဂျာကလက်ရှိ UFC ကချန်ပီယံတွေထဲမှာရပ်ပေါင်းအဖြစ်တွက်ကြည့်မယ်ဆိုရင်ချန်ပီယံကပ်ကိုအခြေကြဆုံးကင်တွေ့ထားတဲ့ဖိုက်တာမျိုးဖြစ်သွားပါပြီ။ဒါကဘာဖြစ်လို့လဲဆိုတော့ပုံမှန်အဖြစ်ဆိုရင် Islam Marka Chef ကတက်တန်းအခြေကြဆုံးဖိုက်တာသို့တော်လည်းပဲ Islam Marka Chef ကချန်ပီယံကပ်ကိုလက်လွတ်လိုက်ပြီးဒီကနေ့မှပဲ Lightweight ချန်ပီယံကပ်အစ်ပိုင်ရှင်ထွက်ပေါ်လာပြီး အဲ့ဒါကြောင့်မို့လို့ပန်ဒိုဂျာကလက်ရှိ UFC မှာတက်တော်ရှိချန်ပီယံဂုံဘုတ်ကိုလွှဲပြောင်းရယူလိုက်ပါပြီသူကိုစိန်ခေါ်မဲ့ဂျိုရှွာဘန်ကိုလည်းကြိလိုက်ပါအောင်အခုမှအသက်23နှစ်ပဲရှိသေးပါတယ်အသက်23နှစ်ဆိုတာက ဖိုက်တာလောကမှာလုံးဝခြားတိတ်ပဲရှိသေးတယ်ဖိုက်တာတယောက်ရဲ့အကောင်းဆုံးအချိန်တွေကဘယ်ချိန်မှာထွက်ပေါ်လာလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေသိတယ်ကျွန်တော်ကိုယ်တိုင်လည်း29 28ဝင်းကျင်နေဆိုပြီးတော့ကျွန်တော်အများတန်းပြောတယ်အခုဂျိုရှွာဘန်က23နှစ်ပဲရှိသေးတယ်23နှစ်နဲ့ UFC ကချန်ပီယံကပ်စိန်ခေါ်ခွင့်ရတယ်ထပ်ပြောရရင်2000ပြည့်နှစ်နောက်ပိုင်းမွေးခဲ့တဲ့ကဘာပေါ်ကဖိုက်တာတွေအကုန်လုံးအကုန်လုံးအကုန်လုံးထဲမှာ Joshua Ban က UFC ချန်ပီယံကပ်ကိုစိန်ခေါ်ခွင့်ရတဲ့ပထမဆုံးဖိုက်တာအဲ့လိုမှတ်တမ်းမျိုးနဲ့မို့တစ်ဖက်ကတက်တော်ရှည်ဆုံးဖိုက်တာကျွန်တော်တို့ဖိုက်တာကအသက်အငယ်ဆုံးဖိုက်တာဒါကြောင့်မလို့ဒီချန်ပီယံစိန်ခေါ်ပွဲကထူးခြားတယ်လို့ကျွန်တော်ကပြောတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ဆက်လက်ပြီးဒီပွဲပြီးပေါ်တော့ရရှိလာတဲ့ဘောနဲ့အကြောင်းလေးပြောရအောင်ပါ ကျွန်တော်တို့ရဲ့ fighter Joshua Ban ကအခု UFC မှာပွဲတွေအများကြီးထိုးလာတယ်။မြေတက်တွေကလည်းဝင်းရံအားပေးတယ်။တကဘာလုံးကလည်းသူ့ရဲ့ထိုးပုံထိုးပေါက်ကိုကြိုက်တယ်။သို့တော်လည်းပဲတစ်ခါမှဘောနဲ့မရခဲ့သေးဘူး။သို့တော်ရမယ်ရတော့လေ performance bonus ကိုမဟုတ်ဘူး fire of the night bonus fire of the night bonus ကိုပထမဆုံးရတယ်ရပြီးတဲ့အပြင်ချန်ပီယံကပ်စိန်ခေါ်ခွင့်အာမခံချက်လည်းရတယ် ဘောနဲ့လည်းရတယ်ချက်မြက်ကပဲစိန်ခေါ်ကွန်းလည်းတပြိုင်နက်ရတယ်ဆိုတော့ဒီညကသူ့အတွက်အတော်ကြီးကိုပြီးပြည့်စုံသွားပါတယ်ဂိုက်ကရှင်ဖိုက်တာကလည်းဘလောက်ထိဝမ်းသာလိမ့်မလဲတော့မသိပါဘူးဒီညမှာကျွန်တော်ကြားညက်ပြောရမယ့်အချက်က promotion ဘက်က Brandon Rover ကိုဒီပွဲလက်ခံထိုးတဲ့အတွက်ပေါ့နော်ထိုးခြင်းအပြင်အနိုင်ဆူခြင်းပါပေးအပ်လိုက်ပါတယ်ဒါကဥက္ကရာကြီး Dana White ကိုယ်တိုင်ကထုတ်ပြောသွားတာဘာဖြစ်လို့လဲဆိုတော့ ဘရန်နရိုဘာကရန်ကီနံပါတ်1နေရာကနေဂျော့ရှွာဘန်ကိုပွဲလက်ခံထိုးပေးတဲ့အတွက်သူ့အနေနဲ့စွန့်စားမှုတွေအများကြီးလုပ်ခဲ့တယ်။အဲ့လိုစွန့်စားမှုလုပ်တဲ့အဟာကို promotion ဘက်ကပြန်ပြီးအသိမှတ်ပြုလို့သူ့ကိုရှုံးမိမဲ့ထိုးချေအပြေအဝအနိုင်ဆုကြီးပါပေးရမယ်ဆိုပြီးတော့ဥက္ကရာတီနာဘက်ကပြောသွားပါတယ်။တကယ်ကိုလက်ခုပ်တီးရမယ်စိတ်ဓာတ်မျိုးပါပဲ။ promoter ဆိုတာအဲ့လိုပုံစံမျိုးရှိရမှာပါ။ပြန်လည်ပြန်ပြီးတော့ကြည်နိုင်ရမယ်။နက်နာသွားတဲ့ဖိုက်တာဘက်ကိုလည်းအဲ့လိုမျိုးဖြည့်တွင်းနိုင်ရပါမယ်။ဒါမှပရိုမိုတာကောင်းပြီးသားတာပါ။ အဲ့ဒီတော့ဆက်ပြီးပြောမယ့်အကြောင်းအရာကညောင်ကမ်းမပြောရနဲ့နမပောင်ကျိုးတာဘာဆိုင်လို့လဲဆိုတဲ့ပုံစံမျိုးနဲ့ခက်ထစ်တွေလေးပြောရမယ်ထင်ပါတယ်ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးကဂျော်ရှွာဘန်မှဂျော်ရှွာဘန်ဖြစ်ကုန်ကြတယ် UFC ရဲ့ post တွေအောက်မှာလည်းကျွန်တော်တို့မြန်မာတနိုင်ငံလုံးကဝင်းရံနေအောင်ပွဲတွေခံကြတယ်အဲ့ဒီကိစ္စက ဒီ UFC Thailand page ကလည်းငโกကရဲ Joshua Ben post တွေကိုစက်တိုက်တင်တော့သူတို့ဘက်က page တွေကလည်းတင်တော့ Thai ဘက်က media တွေကလည်း Thai ဘက်က page တွေမှာလည်း Joshua Ben ရဲ့အကြောင်းတွေကြီးပဲစက်တိုက်စီနေတယ်ဒါကို promotion တစ်ခုက one championship ကတိသွားတော့ကျွန်တော်တို့ရဲ့ online ansan နဲ့ bidash တို့ရန်ကုန်မှာထိုးတဲ့ပွဲကြီးကိုကောက်တင်တယ်ဘလို့ပုံစံမျိုးကြောင့်ကောက်တင်တယ်ဆိုတော့ကျွန်တော်ထပ်ပြီးမရှင်းတော့ဘူးဘာဖြစ်လို့လဲဆိုတော့ ရိုင်းနီယာဒီရက်တာကဘိုနိကယ်ကိုအနိုင်ရတော့ကလည်းအလားတူပုံစံမျိုးပဲလုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြည်သက်တွေကိုအကျဉ်းဝင်ပြောပြခဲ့ပြီးအခုလဲမြန်မာဖန်တွေက UFC ဘက်ကိုရောက်သွားမှဆိုလို့သူတို့ကသူတို့ရဲ့ engagement တွေညော့သွားမှဆိုလို့ထပီးတင်နေကြញ្ញံဖန်ဖန်မဲဟိုမျိုးတောင်မမျိုးသိမ့်နိုင်ဘူးဘာပဲဖြစ်ဖြစ်ဒါကကျွန်တော်တို့ပြည်သက်တွေအနေနဲ့ဒါကကျွန်တော်တို့ fighter တွေဝင်းရံတာဝင်းရံတာပဲဒါကကိုလိုကိုလိုလက်ခွန်းနဲ့ကိုအဲ့ဒီမှာထပ်ပြီးဆက်ဆက်မိတဲ့အကြောင်းအရာက တိုက်ကမွေထိုင်တထေးကဂျော့ရှွာပန်ရဲ့ post တွေကိုစက်တိုက် share တာပါဒါကရုတ်တရက်ချစ်ရင်တော့ဒီ fighter ကိုသူတို့ကတကယ်ချိုက်လို့မို့ကျွန်တော်တို့ fighter လေးကိုအတိမတ်ပြုလို့မို့ကျွန်တော်တို့ fighter လေးရဲ့စွမ်းဆောင်ရည်ကသူတို့အတွက်ကိုတကယ်ကို inspire ဖြစ်လို့မို့ထင်မှတ်စရာပါဒါပေမဲ့နည်းနည်းလေးအတွင်းလိုက်ကြည့်မယ်ဆိုရင်တော့အဲ့လောက်ထိမယိုးရှင်းပါဘူးဒါကကျွန်တော်ရဲ့အယူဆကိုကျွန်တော်ပြောတာပါ သူရဲ့စိတ်ထဲကတော့ရိုးရှင်းကောင်းရိုးရှင်းမယ်သို့တော့ကျွန်တော်မြင်တဲ့ရှူတောင်းအရာကတော့စီးပွားရေးသမားတွေကဘယ်အရာမှအလဟတ်သက်လောက်တာမဟုတ်ပါဘူးဒီလူတွေကအကွက်တွေအရင်ကြီးကြော်ပြီးကိုမြင်ပြီးလောက်တာပါတိုက်ကမွေထိုင်တင်လိုက်တဲ့ state debt မှာကနအူးတုံးကဥက္ကရာချက်တွေကိုတက်တွဲတယ်လို့ဆိုပါတယ်ဒါကနည်းနည်းလေးအချက်ပြလိုက်တာလို့ကျွန်တော်ကယူဆကြည့်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ Joshua Ben အကြောင်းကိုဒီတနိုင်ငံလုံးကသိနေပြီး မင်းတို့ပြိတ်သက်တွေဂျောရှွာဘန်ရဲ့နောက်ကိုပါသွားလိမ့်မယ်မြန်မာတပြည်လုံးကဂျောရှွာဘန်နောက်ကိုပါသွားလိမ့်မယ်ဆိုတာမတိတိအောင်ကိုဥခရချက်ထွေကိုမြန်တက်တွဲလိုက်တာလားဒါကစဉ်းစားတဲ့တစ်ချက်ဖြစ်ပါတယ်အဆိုရင်စဉ်းစားကြည့်အောင်ပါဘာဖြစ်လို့ချက်ထွေကိုမြန်မာဖန်တွေက UFC နောက်ပါသွားမှာကိုသူတို့ကတိအောင်လောက်တာလဲဆိုတော့အဓိကဥခရချက်ထွေစိုးရိမ်စေခြင်းလို့ပါဘာဖြစ်လို့စိုးရိမ်စေခြင်းတာလဲဆိုတော့မြန်မာပြိတ်သက်တွေ UFC ဘက်ကိုပါသွားရင် One Championship ကဘယ်လိုဆက်ပြီးတော့ ီပြိတ်သက်တွေကိုထိန်းထားမှလဲဒါဆိုရင်တနည်းပဲရှိပါတယ် online ဆန်က professional fighter ဘွားကနေအနားယူဖို့အတော်ကြီးကိုနီးနေပြီအဲ့ဒီတော့ online ဆန် kit အလွန်မှာမြန်မာပြိတ်သက်တွေကို Joshua Ban နဲ့ရှင်ပြီးထိန်းထားနိုင်တဲ့ fighter one championship မှာဘယ်သူရှိတယ်ထင်လဲအဖြေက Bronica ပါပဲ Bronica ကဘယ်ကလဲဆိုတော့ Tiger မွေထိုင်းကပါပဲအဲ့ဒီတော့ Tiger မွေထိုင်းရဲ့ status ကကျွန်တော်မြင်လာတော့ Joshua Ban တော့အကုန်လုံးပါသွားမယ်ငါတို့ fighter လေးကိုလည်း မင်းတို့နှိမ်လို့မရဘူးငါတို့ fighter လေးကိုချန်ပီယံကပတ်စင်ခေါ်ခွင့်ပေးငါတို့ fighter လေးချန်ပီယံဖြစ်အောင်လုပ်ပေးဆိုတဲ့ပုံစံမျိုးအချက်ပြလိုက်တာလို့ကျွန်တော်ကမြင်ကြည့်ခြင်းပါတယ်ဒါကကျွန်တော်ရဲ့အယူဆကိုပြောတာပါဘာဖြစ်လို့လဲဆိုတော့ဟိုမြန်မာပြည်သက်တွေကြားမှာဒီကိစ္စကအပြောများနေလို့မို့ကျွန်တော်ကကျွန်တော်မြင်သလောက်ချပြကြည့်ရဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဂုံယူမိတဲ့အကြောင်းအရာလေးကိုပြောပြပြီးညီကုန်းချုပ်ချင်ပါတယ် ဒီ UFC 370ပြိုင်ပွဲနဲ့ပတ်သက်တဲ့ဒီပြိုင်ပွဲတစ်ခုလုံးရဲ့ review တွေပွဲပြီးပြောစကားတွေနဲ့ပတ်သက်လို့တော့မနေ့ပြန်မှာပဲကျွန်တော်ဆက်ပြီးပြောပြမယ်။နောက်ဆုံးအနေနဲ့ကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာအားစားပြိုင်သက်တွေတဲမှာရွှေခေတ်ဘောလုံးဆိုတဲ့ဇာတ်ကအတော်ကြီးရေပန်းစားပါတယ်။ဟိုးတစ်ချိန်လုံးကကျွန်တော်မြန်မာဘောလုံးလောကကဘလောက်ထိတိုးတက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလူကြီးတွေရဲ့ပြောစကားတွေစောင်းမားတွေမှတ်တမ်းတွေကြည့်ပြီးကျွန်တော်တို့အားကြခဲ့ရတာပါ။အခုတော့အဲ့ဒီပုံစံမျိုးကျွန်တော်တို့ပြန်မမြင်ရတော့ဘူး။ သို့တော်လည်းပဲဘောလုံးလောကမှာမဟုတ်ပေမဲ့ fighter လောကမှာတော့ကျွန်တော်တို့မြန်မာ fighter တွေရဲ့ရွှေရောင်နေရွက်တွေမြင်နေရပြီလို့ကျွန်တော်ကတင်စားကြည့်ကြပါတယ်။ဒါကကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ကြုံတွေ့နေရတာပါ။ online ဆိုင်ရဲ့ပွဲတွေတုန်းကလည်းကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးက TV ရှေ့မှာထိုင်ပြီးကြည့်ခဲ့တယ်။ကမ္ဘာပေါ်မှာရောက်နေတဲ့မြန်မာတွေအကုန်လုံးကလည်းဖုန်းတွေရှေ့မှာထိုင်ပြီးကြည့်ပြီးအားပေးခဲ့တယ်။မကြခင်ဖြစ်လာမယ့် Joshua Ban ရဲ့ချန်ပီယံကပ်စိန်ခေါ်ပွဲမှာလည်းအလားတူပုံစံမျိုးပဲဖြစ်လိမ့်မယ်။ တကဘာလုံးမှာတကဘာလုံးမှာပြန့်နှံ့နေတဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေအကုန်လုံးကဖုန်းတွေရှေ့ကနေကြည့်ပြီးရင်ခုန်ကြလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့ fighter လောကရဲ့လက်ရှိအခိုက်အတန့်တွေလက်ရှိကာလတွေကရွှေရောင်နေရက်တွေလို့ကျွန်တော်ကတင်စားလိုက်ချင်ပြီဒါကဘာဖြစ်လို့လဲဆိုတော့ဒီ fighter တွေကကျွန်တော်တို့အတွက်ရွှေရောင် fighter တွေပဲဘိုးဘိုးတာတာကြီးပြောရရင်ကျွန်တော်တို့နိုင်ငံမှာကလူတယောက်ကဆုံးမသွားမ ဘဝကွယ်လွန်သွားမှသူတို့ရဲ့အကောင်းကြောင်းနေတန်ဖိုးရှိကြောင်းနေထုတ်ပြောကြတာအာမနာတန်ပြောရင် ကျွန်တော်တို့ဒီဖိုက်တာ၂ယောက်ကိုဂျော်ရှွာဘန်နဲ့အွန်လိုင်းဆန်တို့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကထွက်လာတဲ့ဒါကောင်းယရနာတွေနိုင်ငံကမွေးထုတ်ပေးလိုက်တဲ့ဂန်ဝင်ကျဲပွန့်နေအဲ့လိုဖိုက်တာတွေအကြောင်းကိုចောင်းသုံးစာအုပ်သင်ယူညွှန်းနှံ့နေမှာတောင်းထဲသွင်းပြီးသင်ကြားဖို့တောင်းကောင်းနေပါပြီဒီဖိုက်တာတွေရဲ့လှုပ်ဆောင်ချက်တွေကကျွန်တော်တို့ရဲ့တန်း90တော့ပြည်သူတွေကိုအဲ့လောက်ထိဂုံယူစေတာပါ ဒါကြောင့်မလို့ဒီသူရဲကောင်းတွေကိုတက်ရှိထင်ရှားရှိနေစဉ်အချိန်မှာပဲကျွန်တော်တို့တံပိုးထားကြရအောင်ပါ